ပါလီစောပါဒီကနေ့နိုဝင်ဘာလ20ရက်နေ့နရင်စရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေးမြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူမင်းပြင်းနဲ့တိုင်းရှောင်းရွာအနီးနားကခြေရွာတွေကိုစစ်တပ်ကလက်နက်မျိုးစုံနဲ့နေစင်ရဆက်ပစ်ခတ်နေလို့ဒေသခံတွေထပ်မံထွက်ပြေးတင်ဆောင်နေရတဲ့ဆိုတဲ့သတင်း KIO ဘိုးတင်တဲ့အကြောင်းမှာကြာဆုံးခဲ့ရတဲ့ဘိုးလောင်းတွေရဲ့ စစ်တပ်နှစ်မြောက်နေမှာအေအေရဲ့တပ်စခန်းတွေအားလုံးမှာအောင်လံကိုတဝက်လှင်ထုံတဲ့ဆိုတဲ့တဲ့င်းတန်ရဲမှာနေရမပြန်နိုင်သေးတဲ့စစ်ပီရှောင်း9တောင်လောက်ဆန်းနဲ့စားနဲ့ရိတ်ခါတွေအရေးပေါ်လိုအပ်နေတဲ့ဆိုတဲ့တဲ့င်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့င်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မင်းပြင်းနယ်တိုင်းရှောင်းရွာအနီးနားကျေးရွာတွေကိုစစ်တပ်က drone အပအဝင်လက်နက်မျိုးစုံနဲ့နေစင်ရက်ဆက်ပြစ်ခတ်နေတဲ့အတွက်ဒေသခံတွေဟာ ထပ်မံစေဘေးရှောင်ထွက်ပြေးနေရတယ်လို့သိရပါဗျ။ကြောက်ဖြူမျိုးနဲ့မင်းပြင်ကျေးရွာမင်းပြင်ရွာရဲစခန်းနဲ့မင်းပြင်ရွာအနာကမိုးလေဝသစင်တာတွေမှာအရခတ်တတော် AA ကခတ်တဆုတ်ခွာသွားစဉ်ဝင်ရောက်တက်ဆွေးနေရယူထားတဲ့စစ်တပ်ဟာနိုဝင်ဘာလ18ရက်နေ့ညနေမှာအနေနာကျေးရွာတွေကို drone လက်နက်ကြီးကျေးရင်းနဲ့အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်လို့မင်းပြင်ကျေးရွာနဲ့အနေနာကျေးရွာတွေကဒေသခံတွေစစ်ဘေးရှောင်နေကြရတာလို့ကြောက်ဖြူဒေသခံအမျိုးသမီးတစ်ယောက်ကပြောပါရယ် ရွာသားတွေစီပေးရှောင်နေကြတဲ့မင်းပြင်းရွာမှာစစ်တပ်ကတက်ဆွဲထားပြီးပြည်သူပိုင်ပစ္စည်းတွေကိုလည်းကားနဲ့တင်ကယူဆောင်သွားကြတယ်လို့သိရပါဗျ။အလားတူတိုင်းရှောင်းရွာကိုခြေခုပ်ယူထားတဲ့စစ်တပ်ကလည်းတိုင်းရှောင်းရွာနာက ပြားကျွင်ရှောင်းဖျားနဲ့ကြောင်ခိုးရှောင်းပတ်ဝန်းကျင်တွေကိုကြီးရည်လေးသုံးမျိုးနဲ့ပစ်ခတ်တိုက်ခိုက်နေလို့ဒေသခံတွေစီပေးရှောင်နေကြရပါဗျ။ကြောက်ပြုံမြို့နယ်မှာစစ်မြေပြင် area ခြေပြန့်လာပြီးစစ်တပ်ဘက်ကကြီးရည်လေးလက်နက်မျိုးစုံနဲ့အရက်သားပစ်မှတ်တွေကို မနာတမ်းပြစ်ခတ်မှုတွေရှိလာနေတာကြောင့်ကြောက်ဖြူတနေလုံးနေပါဟာဆေးပိရှောင်နေကြရပြီးဆေးပိရှောင်ဥယေတိမ့်နေရှိရှိလာနေတယ်လို့ကုညီဆောင်ရွက်ပေးနေသူတွေကပြောကြပါဗျ။နိုဝင်ဘာလ19ရက်နေ့မှာကြာဆုံးခဲ့ရတဲ့ဘိုးလောင်းတွေကိုဝန်နေအောင်မေဖွဲ့အထင်အမှတ်အနေနဲ့အာရခတက်တော်ရဲ့စစ်ဒေသအသီးသီးမှာတက်တော်ရဲ့အွန်လန်တွေကိုတဝက်လွှင့်တင်ခဲ့ကြတယ်လို့သိရပါဗျ။မနေ့က2025ခုနှစ်နိုဝင်ဘာလ19ရက်နေ့ဟာ အေအေဘိုလောင်ရှူဦးအပါအဝင် တိုင်းရင်းသားတော်လန်ရေးလက်နက်ကင်အဖွဲ့အစည်းတချို့ကဘိုလောင်23ဦးသွင်းမြေကြခဲ့ရတဲ့17နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်ဒီဘိုလောင်တွေဟာ KIO KIA ဝေချိုင်ပွန်ဘိုတင်တန်းကျောင်းမှာစစ်ပညာစေပုနေစဉ်2014ခုနှစ်နိုဝင်ဘာလ19ရက်နေ့နေ့ကင်း7နာရီ45မိနစ်ဝန်းကျင်မှာစစ်တပ်ရဲ့လက်နက်ကြီးတွေနဲ့အလစ်အငိုက်အကောက်ကြံပြစ်ခတ်တိုက်ခိုက်မှုကြောင့် ဘူတင်နန်ချောင်းဝင်းတနေရာမှာတပြိုင်နက်တည်းအသက်တွေကျွေးလွန်ခဲ့ကြရတာဖြစ်ပါတယ်။ဒီကနေ့ဆက်တနှစ်ပြည့်မြောက်တဲ့နေ့မှာတော့စည်ရဲအခြေအနေအရကြဆုံဘောလောင်းတွေအတွက်ဝန်နေအောင်မေဖွဲအထိတ်အမတ်အခမ်းအနားကိုအချင်းရှုပ်သားပြုလုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်ရှင်။အရခတ်တတော်အေးသိမ့်ပိုက်ထိန်းရှုပ်ထားတဲ့တန်ရွဲမျိုးနဲ့အတွင်းကနေနေရမပြောင်းနိုင်သေးတဲ့စစ်ဘေးရှောင်ဥယျာဉ်9000နီးပါးအတွက် ဆန်နဲ့စားနေရိတ်ခါတွေအရေးပေါ်လိုအပ်နေတယ်လို့ကုညီဆောင်ရွက်ပေးနေသူတွေကပြောကြပါရယ်ဆန်နဲ့ရိတ်ခါတွေပြက်လက်နေလို့တချို့တောင်းရန်စားတောက်နေကြရတယ်လို့ဆန်ပြုတ်တောင်ပုံမှန်မစားနိုင်ကြတာတွေကိုလည်းတွေ့ရှိကြရတယ်လို့ငပလီကန်းချေစူပောင်းပရာဟီတာ အဖွဲ့ရဲ့မြေပြင်တာဝန်ရှိသူတယောက်ကနရင်စရာကိုပြောပါရယ်စစ်တပ်ရဲ့လေကြောင်းနဲ့ရေကြောင်းအန်ဒီရဲ့ကြောင့်နေရမပြောင်းနိုင်သေးတဲ့တန်ရဲမြို့နယ်တောင်ပိုင်းက အဲ့ဒီစေဘေးရှောင်ဥယျာဉ်9000နီးပါးကိုအလွန်ဝေးရရှိမှုနေပါလာတဲ့အတွက်စာနယ်ရိက္ခာထောက်ပံ့ကူညီဖို့အခက်အခဲတွေရှိနေတယ်လို့သူကဆက်ပြောပါရယ်။လက်ရှိမှာစောင်းဝင်လာပြီးဖြစ်တာကြောင့်စောင်းနဲ့အနည်းထွေတွေလည်းအရေးတကြီးလိုအပ်နေပေမယ့်ဝန်ရည်ကတော့အဓိကအခက်အခဲဆုံးဖြစ်နေတယ်လို့သိရပါရယ်။ရေလုံငန်းနဲ့အဓိကအတံမွေးဝန်ကြောင်းပြူကြတဲ့တန်တွဲမျိုးတွေကိုအေးအေးကတင်ပိုက်ထားပေမယ့်စစ်တပ်ရဲ့လေကြောင်းနဲ့ရေကြောင်းအန်ဒီရီတွေကြောင့်နေရမပြောင်းနိုင်ကြသေးပဲ။ လောက်ကင်စားတော့ဖို့အတွက်ခက်ခဲနေကြတာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်နဲ့ပလဝါမြို့နယ်ကိုကုန်သွားကူးကြတဲ့အ धिक ကုန်သွေးရေးလမ်းတွေကိုပြင်းထန်ဝန်းရောကကြောင့်လာမယ့်နိုဝင်ဘာလ24ရက်နေ့အထိထပ်မံပိတ်ထားတယ်လို့ကုန်သွေးတွေကပြောကြပါတယ်။ပိတ်ထားတဲ့လမ်းတွေဟာမီဇိုရန်ပြည်နယ်လောက်တလိုင်းခရိုင်ကကာကီ၊ဒွီဒန်၊တပ်ပူရှေစတဲ့နေဆက်ဂိတ်တွေနဲ့ ဆိုင်းဟာခရိုင်ကလောင်မစုကြီးရွာနေဆက်ဂိတ်တွေဖြစ်ပါတယ်။ဒီနေဆက်လမ်းတွေကိုပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကစတင်ကနိုဝင်ဘာလ20ရက်နေ့အထိအရာကြီးပိတ်ထားခဲ့တာဖြစ်ပြီးပြင်းထန်ဝန်ရောဂါကြောင့်နိုဝင်ဘာလ24ရက်နေ့အထိရတုံမြင့်ကပိတ်ပင်လိုက်တာလည်းဖြစ်ပါတယ်။အခုလိုလမ်းတွေဆက်လက်ပိတ်ထားလိုက်တာကြောင့်မီဇိုရန်ပြည်နယ်မှာ ကုန်သွားကူကြတဲ့ရခိုင်ကုန်သေးတွေပိတ်မိနေပြီး လမ်းမပိတ်မီကဝေယူထားကြတဲ့တာရှင်မခန့်တဲ့ကုန်ပစ္စည်းတွေဟာလည်းပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နေရတယ်လို့ဆိုပါရရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့စစ်ကော်မရှင်တက်စီမှခတ်တာဆုတ်ခွာပေးခဲ့ရတဲ့ကနေဒီတောင်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီးလို့ PDF ဇိုလန်ကရုပ်သံဖိုင်နဲ့တကွထုတ်ပြန်ပါတယ် နိုဝင်ဘာလ18ရက်နေ့မှာပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ PDF ဇိုလန်းကအဲ့ဒီနေ့မှာပဲရုပ်သံနဲ့တကွသတင်းထုတ်ပြန်ခဲ့တာပါအင်အားအလုံးရင်းနဲ့ရှိတက်လာကြတဲ့စစ်တပ်ရဲ့ရွေးလျားစစ်ကြောင်းတွေကြောင့်ကနေဒီတောင်စခန်းကို အော်တိုဘားလ29ရက်နေ့ကစတင်ပြီးပြူဟာအယခက်တရှောင်ပေးခဲ့ရတယ်လို့ဆိုထားပါဗျ။နိုဝင်ဘာလ18ရက်နေ့မှာတော့ရန်သူလက်နက်ခင်းရန်တွေနဲ့တကွပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့သိရပါဗျရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အခုနှစ်အတွက်ထုတ်ပြန်တဲ့ American အခြေစိုက် Freedom House အဖွဲ့ရဲ့ Internet လွတ်လပ်ခွင့်စံနှုန်းအရမြန်မာနိုင်ငံဟာတရုတ်နိုင်ငံနဲ့အတူ Internet လွတ်လပ်မှုမရှိဆုံးနဲ့အဆိုးဆုံးအခြေအနေမှာရပ်တည်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံဟာ Internet လွတ်လပ်ခွင့်စံနှုန်းအမှတ်တရမှာကိုးမှတ်ပေးရရှိတာကြောင့်အဆိုးဆုံးအခြေအနေမှာရှိနေတာပါ။ဒီစစ်တမ်းဟာ အာနာပိုင်တွေရဲ့ထိန်းရှုံမှု ပိတ်ပင်ကန့်သတ်မှုဘလောက်အထိဆိုးဝါးနေလဲဆိုတဲ့အပေါ်မှာအခြေခံပြီးတော့စစ်တမ်းကောက်ယူထားတာပါအခုနှစ်မှာအင်းနီချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကအင်တာနက်လွတ်လပ်မှုစံနှုန်းတိုးလာပြီးမဲ့မြန်မာနိုင်ငံကတော့လွတ်လပ်မှုမရှိဆုံးစည်ရင်းမှာပဲဆက်လက်ရှိနေတာဖြစ်ပါတယ်ဆရာနာသင်ခဲ့ပြီးတဲ့2021ခုနှစ်ကနေဒီနှစ်နိုဝင်ဘာလလည်အထိမြန်မာနိုင်ငံအနှံ့မှာအင်တာနက်ဖြတ်တောက်ခံရမှုအကျဉ်းကြီး400လောက်အထိရှိပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ဖြတ်တောက်ခံရမှုဆိုရင်6ကြိမ်လောက်အထိရှိတယ်လို့ဆိုပါရယ်အင်တာနက်ဖြတ်တောက်မှုအများဆုံးကရှမ်းမြောက်၊စကိုင်း၊မကွေးတနင်္သာရီအောက်ပိုင်းတွေမှာအဆိုးဆုံးဖြစ်နေပြီးတော့ရခိုင်မှာကတော့အခုအချိန်အထိအင်တာနက်ပြန်မရသေးတဲ့နေရာအများကြီးရှိနေတယ်လို့လူအခွင့်ရေးလေလာသူတွေကပြောကြပါရယ်အာနာအသိန်း9နှစ်ကာလအတွင်းမြန်မာနိုင်ငံရဲ့မြို့နယ်ပေါင်း330အနက်၃မုံတပုံဟာဖုန်းလိုင်းအင်တာနက်လိုင်း ကေဘယ်နဲ့ Wi-Fi အင်တာနက်အပါအဝင်ဆက်သွယ်ရေးလိုင်းတွေပိတ်ဆို့ခံထားရတယ်လို့သိရပါရရှင်။နရိစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရိစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက် ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။နရိစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ ားလုံးကျန်းမာရွှင်လန်းကြပါစေရှင်